ဖေးသမျှအားလုံးပဲမင်္ဂလာပါ V2 your help မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာသားထွေးရေးသားထားတဲ့ကြည်လင်ကြီးရဲ့နှွေဆွဲများဆိုတဲ့စာအုပ်ထဲမှာကျင်းနေပါတယ်ဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်ကျင်းနေပါတယ်ဘဝမှာကိုမရနိုင်တာကိုမှမရှိတာတွေကိုညှော်လင့်ပြီးဝမ်းနေဖို့မလိုပါဘူးအဲ့ဒီစာကိုမှရှိနေသေးတဲ့ ကိုယ်အတွက်ရှိနေတဲ့အရာတွေကိုမြင်အောင်ကြည့်တတ်ဖို့လိုပါတယ်။မရနိုင်တာကိုစက်မမျောလင့်ပဲအခြားတစ်ခုနဲ့အစားထိုးလိုက်ပါ။ကိုယ်အားနဲ့ချက်ကိုထက်တလဲလဲအပြစ်မြင်မနေပဲကိုယ့်ရဲ့အားသာချက်တွေ ကိုယ်မှာရှိတာတွေကိုကျေးဇူးတင်စိတ်နဲ့တန်ဖိုးထားကြည့်ပါ။ဘဝမှာအဖက်ဖက်ကချိုးရင်းနေတယ်ဆိုတာမရှိပါဘူး။ကိုအတွက်ကံကောင်းခြင်းတစ်ခုကရှိပြီးသားပါပဲ။ကိုကသာအရှိတရားကိုလက်ခံပြီး အကောင်းမြင်စိတ်ထားတတ်ဖို့ပဲလိုအပ်ပါတယ်။ကိုဘွားကိုကျင်နေပါတယ်ဆိုတဲ့လူတွေကလိုချင်တာအလုံးရနေလို့မဟုတ်ပဲစိတ်ထားတတ်လို့သာဖြစ်ပါတယ်။သူကတော့ငါ့ကိုမချစ်ဘူးဆိုပြီးဝမ်းနဲ့နေမှထက်သူမချစ်လဲအခြားသူတွေချစ်နေတာပဲအဆင်ပြေပါတယ်လို့တွေးလိုက်ပါ။ကိုသဘောကျမိတဲ့သူက ကိုကိုလက်မခံနိုင်တာဟာဝမ်းနဲ့စရာကောင်းပြီမဲ့လေပဲ။ ကိုတက်နိုင်တာပါရှိလို့လေသူများကမချစ်ရင် ကိုက အတင်းမကြိုးစားရဘူးသူမှလည်းကိုမဟုတ်ပဲသူသဘောကျတဲ့သူကတက်တက်ရှိနေမှာပဲမဟုတ်လားအရာရာကတရားပါတယ်သဘောကျမိရဲ့သူတိုင်းကို ကိုအနာကိုခေါ်ထားလို့မရဘူးကိုကိုမရွေးချယ်ခြင်းကိုလည်းလက်ခံပေးနိုင်တဲ့စိတ်မျိုးထားတယ်ရမယ်အဲ့လိုမှမဟုတ်ရင် ကိုပဲနာကျင်ရပါမယ်ကျွန်တော်အလုံးမှာလှုပ်ဖို့ခိုင်ဖက်တငယ်ချင်းတယောက်ရှိတယ်သူကပိုင်ရှင်ရှိပြီးသားကောင်မလေးတယောက်ကိုချစ်မိကောင်မလေးရဲ့ချစ်သူဟာတာမန်လူငယ်လေးပါပဲဒါပေမဲ့ကျွန်တော်တငယ်ချင်းဖြစ်သူကတော့ပြိုရင်းကြိုက်တဲ့လူတော်လူကျော်တူပါဒါကြောင့်ပဲသူ့ကိုယ်သူအထင်ကြီးပြီးငါ့ကိုယ်တော့ဘယ်သူမှညင်းနိုင်မှာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့အတင်းချင်းကတ် ။ကျွန်တော်ကောင်မလေးကစကားတခုကိုခက်ပြက်ပြက်ပဲပြောပြခဲ့ပါတယ်။နင်းပါတာနဲ့ဘာကောင်ကြီးပဲဖြစ်နေပါစေ။မချစ်တဲ့သူကမချစ်နိုင်ဘူးပဲ။အချစ်ရင်မှကန်ကောင်းချင်ရင်ကိုကိုကိုအထင်ကြီးနေရပြီလျှော့။တရားမှာ69ယောက်ကနင်းကိုမငင်းနိုင်ရင်တော့ကျွန်내တယောက်ဖြစ်တဲ့ငါကနင်းကိုဆဲကပြန်ညင်းပါတယ်တဲ့။သူခမရလအတော်ကြတဲ့အထိခြေခွဲသွားကြရတယ်။ အချစ်ကိုအတ္တနဲ့ချီလို့မရပါဘူးနှလုံးသားကဖြစ်တဲ့အရာတွေကတန်ဖိုးကြည့်ရမို့လူရွေးပါတယ်ဒါကိုလည်းလက်ခံရပါမယ်မချစ်နိုင်သူကိုချစ်လာဖို့အတင်းမကြိုးစားပဲကိုယ့်ကိုချစ်တဲ့သူတွေနားမှာလင်းလင်းမာမာနေပါ ကိုယ့်ကိုချစ်တဲ့သူတွေကသာ ကိုယ့်ကို အချစ်ခံရတဲ့သူကံကောင်းတဲ့သူဖြစ်အောင်လုပ်ပေးပါပါကိုယ်လိုချင်တဲ့ဘဝကိုကျင်းစီရမယ်ဆိုရဲအာမခံချက်မျိုး လူဘဝမှာမရှိပါဘူး ဒါပေမဲ့လည်းကို့အတွက်လိုအပ်တာတွေကိုတော့ကြိုးစားလို့ရတယ်။ကိုဖြစ်ချင်တာမဖြစ်ရရင်တော့ဖြစ်တင်တာလေးတွေလုပ်ပြီးကို့ဘဝကိုအထီးခိုက်ကင်းအောင်ကြိုးစားနေတိုင်းလို့ရပါသေးတယ်။ကိုလိုချင်တာမရလို့ဘဝကိုအရွယ်တိုက်နေရင် ကိုပဲထိခိုက်ရပါမယ်။အရာရာကိုဖြစ်ချင်လာတဲ့အတိုင်းဖြစ်လာမှာမဟုတ်ဘူးဆိုတာအရွယ်ရောက်လေပိုတိလာနိုင်လေးပါပဲ။ပြီးတော့အဲ့ဒါကဘဝဆိုတာကိုနားလည်လာပါလိမ့်မယ်။ ကျွန်တော်ကအသက်15နှစ်မှာအဖြစ်ချင်းဆုံးဘဝတစ်ခုရှိခဲ့တယ်။အဲ့ဒါက runway model တယောက်ဖြစ်ချင်တာ။အဲ့ဒါကြောင့်အဲ့ဒီຢာနဲ့ပတ်သက်တဲ့ knowledge တွေ language တွေကိုကြိုးစားလေ့လာတယ်။ဒီနေ့ဖြစ်ရမယ်ဆိုတဲ့အိမ်မက်အကြီးကြီးထားခဲ့တာပေါ့။ဒါပေမဲ့အသက်20ကျော်လာသည့်အထိကိုလိုချင်တဲ့အရာမအောင်ရမလာခဲ့ဘူး။အခြားပညာဝန်းစာတွေဖြစ်တဲ့လောက်ဖြစ်တဲ့အထိဖြည့်ပြီးအရက်ကနောက်ရှက်လို့ဖြစ်ခဲ့တယ်။ မိဘတွေကိုယ်တိုင်ကအရက်မရှိကြတော့ဘယ်တော့ပဲကြိုးစားပါစေအရက်ကတာမန်ပဲဖြစ်ခဲ့။ဒါနဲ့ပဲအဲ့ဒီအိမ်မက်ကိုဆွန့်လွတ်ခဲ့ရတယ်။အစကတော့ဝန်းနေမိပေမဲ့ကိုလေ့လာခဲ့တဲ့အသိပညာတွေနဲ့အခြားအရာတခုကိုရွေးချယ်ခဲ့။အများကြီးထက်ကြိုးစားစရာတော့မလိုပါဘဲနဲ့အတော်လေးခီးရောက်ခဲ့တယ်။ခုလိုမျိုးဖြစ်တင်တာကမှလက်မခံရင်ဘဝကရှေ့ဆက်လို့ရမယ်မထင်ပါဘူး။ဘဝမှာလေ စ조사ရင်ဘာမှဆိုဖြစ်နိုင်တယ်ဆိုတာတကယ်မရှိပါဘူးအဲ့ဒီစကားကိုအစွန်းရောက်အောင်လက်ကင်ထားပြီးအမားအမန်ကိုမခွဲခြားနိုင်ရင်ဒုက္ခရောက်တတ်တယ်ဘဝမှာဖြစ်ဖို့ကံပါမလာရရှိတယ်ကို့အတွက်မဖြစ်နိုင်တာတွေရှိတယ်ဒါကိုလက်ခံနိုင်မှုလို့ရတယ်မဖြစ်နိုင်တာကိုမမျှော်လင့်မိဖို့လို့ရတယ်ကို့အတွက်ပိုင်ဆိုင်မှုကံပါမလာရဲ့ဝါသနာအလောက်ကိုင်းယာတူး နေရာလူစရာတွေကိုမဆွဲလန်းမိစေဖို့တန်ရောစင်ဖြစ်နိုင်ဖို့လိုတယ်စိတ်ထားတတ်ဖို့လိုပါတယ်ဒီလိုမှမဟုတ်ရင် ကိုကိုရော ကိုဘေးကအရာတွေကိုပါပျက်စီးစေတတ်ပါတယ်လူတွေကအတိတ်ကံရဲ့အထောက်ပံ့ရရှိပုံချင်းမတူတာကြောင့်ဘဝကမျိုးမျိုးကွဲပြားနိုင်ပါတယ်ဘလောက်ပဲကြိုးစားပါစေရောတော့ကိုယ့်အတွက်ဘယ်တော့မှမရနိုင်မယ့်အရာတွေရှိတယ်ဒါကြောင့်ဖြစ်တဲ့နာကိုလုံရင်းက ကိုယ့်ဘဝကိုပျော်ရွှင်နိုင်မှုစူးစမ်းရပါမယ်ဖြစ်ချင်တာတွေဖြစ်ခွင့်ရတဲ့ဘဝအကောင်းဆုံးဆိုပေမဲ့လည်းဖြစ်ခွင့်မရလဲအခြားတစ်ခုနဲ့အစားထိုးပြီးဘဝကိုတန်အောင်နေထိုင်လိုက်ပါကိုရရှိခဲ့တဲ့ကိုယ့်ဘဝကိုခြေနဲ့စွာလက်ခံနေထိုင်တတ်ပါမှကြည်လင်အေးရတဲ့နေရက်တွေကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ် ဟုတ်ကဲ့ပါ။စောင်းနီနားဆင်ပေးခဲ့တဲ့တူဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။ယနေ့ဖက်ပြပေးခဲ့တာကတော့ဆရာသားထွေးရေးသားထားတဲ့ကြည်လင်ချင်းရဲ့နေဆွေးများဆိုတဲ့စာအုပ်ထဲမှာခြေနဲ့ပါတယ်ဆိုတဲ့စာပိုက်ကလေးပဲဖြစ်ပါရစေ။နောက်ရက်ဒီမှာလည်းတခြားသောကြပြားတွေစာတွေကိုဖက်ပြပေးအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပြီးဘုလည်းမြတ်တရရက်ခံလို့ပါရစေ။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။နောက်ရက်ဒီမှာပြန်တွေ့ပါအောင်ခင်ဗျာ။